ေကအတန်နေလေလို့အတန်လာရာကိုကြီးလိုက်တော့ဟိုဘက်တောင်ကုန်းကလေးထိတ်ကဓာတ်တိုင်အောက်မှာဆော့ကစားနေကြတဲ့ကလေးတစ်တိုင်းနဲ့အတန်နေဆိုတာကိုသိလိုက်ရတယ်။လူကြီးတွေတယောက်မှမပါဘူး။ကလေးတွေကြီးပဲဆော့နေကြတာ။တချို့ကလေးတွေဆိုရင်အင်းကြီးတော်မပါဘူးထင်ပါတယ်။ကျွန်တော်တို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်ပြီးဒီချိန်ကျမှဘဲကကလေးတွေလာဆော့နေကြပါလိမ့်ပေါ့။အချိန်ကလည်းညတနအိပ်ပဲကြော်နေပြီ။ ္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြမပရနမကလပ်ချန်နယ်လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စိုက်သူမောင်မြမပုဂ္ဂလီရေးတာတာတဲ့တကောင်ရမကလေးများဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တာဝန်ထမ်းဆောင်ရာဌာနနဲ့မျက်ဆောင်တို့နေရာတွင် လုံခြုံရေးဌာနရုံးခန်းရှိပါသည်ကျွန်တော်ဒီထိုးဌာနတွင်တငယ်ချင်းများရှိ၍တွာလာဝင်ထွက်နေသောကြောင့်အားလုံးနှင့်ခင်မင်းရင်းနှီးနေသည် ကိုဝင်းနိုင်တို့မောင်တက်တို့တန်းထိုက်တို့သည်ကျွန်တော်နှင့်ပြောမနာဆိုမနာနောက်ပြောင်နေကြလူငယ်များဖြစ်ပါသည်သူတို့ယုံငန်းသည်ဌာနအတွက်အရေးကြီးသောဂျုံငန်းဖြစ်၍ပြင်ပမှမတက်ဆိုင်သောသူများ ဝင်ထွက်ခွင့်မပြုခြင်းထို့ကြောင့်တာဝန်မှအပမဝင်ရဟုသောဆိုင်းဘုတ်ကြီးကိုစလုံးကြီးကြီးဖြင့်ရေးကားကတ်ထားသည်တိုးတော်လဲတာဝင်မအပဟူသောအချက်တဲရင်တာဝင်မရှိသောမိမိအားလိလျူရှုထားကြဟန်တူပါသည် အဖေကြောင့်ဆိုတော့တာဝန်မရှိတော့ကျွန်တော်သည်သူတို့ရုံငန်းအားအချိန်မရွေးဝင်ထွက်ကရေစရာမောစရာများနောက်ပြောင်စရာများပျော့တက်ဆိုတက်၍သူတို့ထံမှလည်းရေစရာဇလန်းများယူတတ်သောမိမိအားလိလိကိုရှူတာချင်းဖြစ်ခံတူပါသည်တနေ့၎င်းတို့ရုံငန်းတွင်ထူးထူးခြားခြားလူတယောက်ဝင်ထွက် သွားလာနေသည်ကိုတတိပြုမိလိုက်သည် သို့တော်လည်းအเจ้าမကြီးညော့တော့ကြောင့်သူ့အเจ้าကိုရုံငန်းထဲကကိုဝင်းနိုင်လို့မောင်သက်တို့ တန်တိုက်တို့ဦးမင်းကြည်တို့အားမမေ့ပစ်ခဲ့ခြင်းထူထူခြားခြားဆိုဒီမှာ ထိုပုဂ္ဂိုလ်ဤဝဆားဆင်ရင်သွာလာနေထိုင်ပုံကို ဆိုလိုရင်းဖြစ်ပါသည် သူရဲ့အထူးခြားဆုံးကလုံကြီးဝတ်ပုံ ဖြစ်သည် လုံကြီးကို အင်္ဂလိပ်မာများကာဝင်ဝတ်တလို့ဝတ်ထားကခါရင် လုံကြီးစားများလိတ်ကင်ထား၍အောက်ခြေက ကားနေခြင်းဖြစ်ပါသည်လူရှင်တော်တရက်တွင် ကိုဝင်းနိုင်နှင့်တန်တိုက်တို့နှစ်ယောက်ရုံးကန်းထဲတွင် ရှိနေတော့ကိုနိုင် ခမရတို့ခံမှာလူတယောက်ရောက်နေတယ်တင်နေဘသူ့ကိုပြောတာလဲကိုအသားပြူပြူနဲ့ဗျာလမ်းလျှောက်ရင်လည်းပြ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 နဲ့လုံကြီးဝတ်ထားရင်လည်းခေါင်းဝင်ဝတ်တယ်လို့ဝတ်ထားတဲ့လူကိုပြောတာတန်ထိုင်ကဦးလေးပြောတာကျွန်တော်သိပြီအိုးစောင်းဝင်းကိုပြောတာထင်တယ်ဒီနေ့သူမလာဘူးယညာကင်းကြတယ်သူကဖုန်းကြီးလူတဲ့ဦးရဲ့သူလုံဝင်တာနှစ်လလောက်ရှိပြီဦးကဘာလို့မေးရလဲငါလဲသူ့ကြည့်ရတာမျက်လုံးထဲမှာထူးကြနေလို့ကွာကိုဝင်းနိုင်က သူကဘုန်းကြီးဘုရားနဲ့ဓမ္မစရိယအောင်အောင်းမိပြီ။ဝါလဲတော်ရနေပြီ။အဲ့ဒါကိုလူထွက်ပြီးအလုံးမရှိလို့ဒီမှာဝင်လို့နေတာ။ဝိတ္တာဆာရာကတော့အကိုမြင်တဲ့အတိုင်းပဲ။ဤသို့ဖြင့်ကိုစန်းဝင်းဟုခေါ်သောဘုန်းကြီးလူထွက်နှင့်တရက်တွင်ရုံးကန်းထဲမှစုံမိကြတော်သည်။သူကလည်းကျွန်တော်အကြောင်းကိုသူတို့ခန်းထဲကလူတွေ ပြောတာလို့သိနေပုံရသည်။သူနဲ့စကားပြောမိတော့ကရေးစရာဇလန်တစ်ပုဒ်ရရှိပါတော်သည်။ ကိုစက်ဝင်ခမ ्या ကိုတွေ့နေရကြပြီဗျမဆုံးဖြစ်သေးလို့ကျွန်တော်လည်းဆရာကိုတွေ့ချင်နေတာဆရာရေးတဲ့စာတွေကိုဖတ်ဖို့ပါတယ်ခမ ्या ကဖုန်းကြီးလူထွက်ဆိုဟုတ်တယ်ဆရာဓမ္မစရိယာတော့အောင်ပြီးပါပြီအေးဗျာဒီလောက်စာတွေတက်ပြီးမှလူထွက်လိုက်တာဆိုတော့နှမျောစရာကောင်းလိုက်တာဓမ္မစရိယာအောင်မှုဆိုတာတွေ့တာမဟုတ်ဘူးဘာဖြစ်လို့များထွက်လိုက်ရတာလဲကျမကြီးမကောင်းလို့ပါဆရာကျမကြီးမကောင်းလေဗျာဖုန်းကြီးပွင့်နဲ့ဆေးကူလေရနေတာပဲ အခုလေကောင်းနေတယ်မဟုတ်လားအမြင်ရတော့ကောင်းနေပြီမဲကို့အကြောင်းကိုသိတာပေါ့ဆရာကျွန်တော်ကအောက်ပိုင်းယောဂရှိတယ်ဆရာရဲ့ဗျာအောက်ပိုင်းယောဂဟုတ်လားအဲ့ဒါကြီးထားတတ်မှာဆရာရဲ့ဆရာကိုဇလန်းတစ်ခုပြောပြခြင်းနဲ့ကျွန်တော်ကိုတွေ့ပါကိုဆန်းဝင်းပြောပြတော့သူဤကိုတွေ့ကလေးကိုမရေပြမီကျွန်တော်တင်ပြခြင်းသောအချက်ကလေးတစ်ခုရှိပါသည်ကျွန်တော်တာဝန်ထမ်းဆောင်ရာစက်ယုံတို့အညာဒေတာရှိစက်ယုံတယုံမှဝန်ထမ်းတူပြောင်းရွှေ့လာသည် သူနဲ့ကျွန်တော်ဒီဌာနတစ်ခုတည်းဖြစ်တော့ကြမကြမီအတွင်းခင်မင်းသွားကြသည်သူနဲ့ကျွန်တော်ဒီဆက်မိဆက်ရစကားများကိုပြောဆိုနေကြရင်ဆရာ့ကိုအညာကကျွန်တော်ကိုရီဇလန်လေးတခုပြောပြရအောင်မယ်ဆရာပြောပြပါဗျာတရက်ပေါ်ဆရာကျွန်တော်လုတ်ခဲ့တဲ့အညာကဆက်ယုံမှာကျွန်တော်တာဝန်ပြီးဆုံးတော့ည10နာရီလောက်အိမ်ပြန်ရောက်ရေချိုးထမင်းစားပြီးမုံမုံနဲ့အိပ်ပျော်သွားလိုက်တာအိယာနာကဖုန်းကမီလာမှလန့်ပြီးနိုးသွားတယ်ဆရာ ဖုန်းထဲကကိစ္စကအရေးပေါ်ဆက်ချွေရင်းသွားလို့အလုပ်ထဲကို အမြန်လာခဲ့ပါဆိုတဲ့ကိစ္စပါ။လာရင်လဲအိန်းသားကလှုပ်ဖို့ကိုင်းမတယောက်ကိုခေါ်လာခဲ့ပူပါပဲ။ညနေကြီးကားနဲ့လာခေါ်ခြင်းပင်မယ်လဲကားကပြက်နေလို့လာမခေါ်နိုင်တာကိုတောင်းပန်တဲ့အကြောင်းလဲပါတယ်ဆရာ။အဲ့ဒါကကိစ္စမရှိပါဘူး။ကျွန်တော်တို့အိမ်နဲ့အလုပ်နဲ့ကလမ်းလျှောက်ရင်နိုင်ဝက်လောက်ပဲလျှောက်ရတာမို့အပန်းလည်းမကြည့်ပါဘူး။ဒါပြင်အိန်းသားကလှုပ်ဖို့ကိုင်းမတယောက်လဲပါမဖြစ်လို့ ယူနီဖောင်းကိုအမြန်လဲကကျွန်တော်မိတ်ဆွေကိုဝင်လို့ပြီးနှစ်ယောက်သားစကားတပြိုပြိုနဲ့ရှောက်လာခဲ့တယ်ဆိုပါတော့ဆရာအိမ်နဲ့အလုံးထဲကနိုင်ွက်တော့ပဲလမ်းလျှောက်ရင်းရောက်တယ်ဆိုပေမဲ့လည်းလမ်းမှာတောင်ကုန်းကလေးတစ်ခုကိုကြောရတယ်လေလမ်းမှာရောက်တော့မိเจ้าနေနဲ့ထင်းရင်းနေတာပါပထမတောင်ကုန်းကလေးရဲ့ထိတ်ကိုရောက်တော့ကျွန်တော်တို့နှစ်ယောက်စကားတပြိုပြိုနဲ့ရှောက်လာနေတော့စွတ်စွတ်ညံ့ညံ့အတန်းတွေကိုကြားလို့တောင်ကုန်းကလေးထိတ်ကမိเจ้าအောင်မှာခဏရက်လိုက်ကြတယ် ဘဲကအတန်နေလဲလို့အတန်လာယာကိုကြီးလိုက်တော့ဟိုဘက်တောင်ကုန်းကလေးထိတ်ကဓာတ်တိုင်အောက်မှာဆော့ကစားနေကြတဲ့ကလေးတစ်တိုင်းနဲ့အတန်နေဆိုတာကိုသိလိုက်ရတယ်။လူကြီးတွေတယောက်မှမပါဘူး။ကလေးတွေကြီးပဲဆော့နေကြတာ။တချို့ကလေးတွေဆိုရင်အင်ကြီးတော်မပါဘူးထင်ပါတယ်။ကျွန်တော်တို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်ပြီးဒီချိန်ကျမှဘဲကကလေးတွေလာဆော့နေကြပါလိမ့်ပေါ့။အချိန်ကလည်းညတနအိပ်ခွဲကျော်နေပြီ။ဒါနဲ့ကျွန်တော်တို့နှစ်ယောက်ဆက်လျှောက်လာလိုက်ကြတာ။ အဲ့ဒီတောင်ကုန်းထိန်းသားကိုနီးလာလေးလေးခလေးတွေစော့နေတဲ့အတန်တွေကတဖြည်းဖြည်းနဲ့ကြောက်သွားလိုက်ကျွန်တော်တို့နှစ်ယောက်တောင်ကုန်းထိတ်ကတတိုင်အောင်လဲရောက်ရောပြောက်မှမတွေ့တော့ဘူးကျွန်တော်နှစ်ယောက်အဲ့နေရာမှာရပ်ပြီးတယောက်မျက်နှာတယောက်ကြည့်ပြီးအံ့ဩနေကြတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့နေရာပုံမှန်မှာဝန်ထမ်းအင်ညာရောတခြားပြင်ပလူနေအင်တွေရောတလုံးမှမရှိတဲ့နေရာနောက်ပြီးရာသီဥတုကလည်းစောင်းဝင်စချမ်းနေတဲ့အချိန်ကျွန်တော်နှစ်ယောက်မှာတော့ နွေးတယ်ဒီဝတ်ထားရတာအဲ့တော့ဒီလိုရာသီဒီလိုချင်းဒီလိုနေရာမျိုးမှာဘဲကကလေးတွေကလာစော်နေကြတာလေကျွန်တော်ကိုမေးတာလားမဟုတ်ပါဘူးဆရာကျွန်တော်ကိုကိုမေးကြည့်တာပါကျွန်တော်ကိုမေးရင်လည်းမတီးဘူးလို့ပဲ ဖြေရမှာပါပဲကိုစန်းဝင်းနဲ့ကျွန်တော်တို့အကြောင်းကို ဆက်ပြောပါမယ်စာရေးဝါသနာပတ်တော့ကျွန်တော်အကြောင်းကိုကိုစန်းဝင်းကတည်ထားတာကြောင့်သူ့အတွေ့အကြုံတွေကိုကျွန်တော်ကိုပြောပြခြင်းနေတယ်ဒါကြောင့်လင်းကျွန်တော်က ကဲကိုစောင်းဝင်ပြောဗျာခမားပြောချင်တဲ့အကြောင်းစားမှုပလာရင်လည်းပဲတိုက်ပါမယ်အခုလဲပြောရရှိအောင်အချို့တိုက်ထားပါမယ်ဗျာကဲတန်တိုင်းလည်းပဲယူသွားဝယ်ကွာဒီလိုပါဆရာရင်အိညာကကျွန်တော်ရင်အရှိကြီးတန်တိုင်းရဲ့မြင့်ကျော်ဝင်းရဲ့အထူးကင်းတောင်းဝင်ကြတယ်ည6နာရီကနေမနေ့6နာရီထိပေါ့အချိန်မီတာဝန်ရှိရင်ရှိသလိုလုံးကျုံရင်ကင်းလဲရတယ်ညဥပိုင်းတစ်ခေါက်လှည့်ပတ်ပြီး ရုံးမှာထွေရလေးပါ ထိုင်စကားပြောနေကြတာ။ဆက်နှစ်နာရီခွဲလောက်ကြတော့ကျွန်တော်ကအိမ်သာတက်ချင်လာလို့အိမ်သာသွားတက်တယ်။ပြန်လာတော့တန်ထိုင်နေမြင့်ကျော်ဝင်းတို့ကိုမတွေ့တော့ဘူး။ရုံးငန်းတကားကိုတော့စိတ်ထားခဲ့တာကိုပဲတွေ့ရတယ်။ကျွန်တော်ကိုမဆောင်တော့ဘဲကင်းလဲသွားကြပြီလို့တွေးလိုက်မိပါတယ်။ကျွန်တော်လည်းကင်းလဲဖို့လူရာလေးတွေကိုယူပြီးထွက်လာခဲ့ပါတယ်။ဇာတိဥဒ္ဓကတာတာရာရာနဲ့လေကလေးကလည်းတဖြူဖြူဆိုတော့လမ်းလျှောက်လို့တော်တော်ကောင်းပါတယ်။ ခဝေဝေမှာမိအောင်နေထိန်လင်းနေတဲ့ရန်ကုန်မြို့ကြီးကိုလှမ်းမြင်နေရပါတယ်။ဆယ်မိနစ်လောက်ရှောက်လာလိုက်တော့ဗဟုဌာနရှိကိုအရောက်မှာခလန်းလန်းကမိအောင်အောက်မှာဒူပူလေးတွေလိုလိုခလေးလိုလို၃လေးယောက်လောက်စော့ကစားနေတာကိုလှမ်းမြင်လိုက်ရတယ်။သူတို့ရဲ့ရည်တန်းတွေအော်ဟစ်တန်းတွေကိုအတိုင်းသားကြားနေရတယ်။ပတ်ဝန်းကျင်လမ်းလျှောက်ဝဲရကလည်းတစ်ပင်တွေခြုံနေတဲ့အမောင်တို့ကလည်းကြီးစိုးနေတော့ကိုမွားတိရစ္ဆာန်အန်ရီကိုလည်းကြည့်ပြီးရှောက်ရသေးတယ်။ ကျွန်တော်စိတ်ထဲမှာအေကာများစွာကျဲတဲ့စက်ရုံဝင်းကြီးတွေမှာစက်ရုံဥပဒေရခလေးတွေလည်းမလာရပါဘူးလူကြီးတွေဆိုရင်လည်းဒီလောက်ပူပူတဲသေးလူတွေဆိုပြီးဒီလိုနေရာဒီလိုအချိန်မှာဘာဖြစ်လို့စုပြီးအော်ဟစ်နေကြတာလဲလို့တွေးမိပါတယ်တွေးနေတော့ကျွန်တော်ဘီနာကခြုံနေနာကနေဖြတ်ပြီးခလေးလိုလိုလူပုလိုလိုတယောက်ဖြတ်ကနေရှောက်ပြေးသွားတာကိုတွေ့လိုက်ရတယ်အဲ့ဒီကောင်ဘဲကိုပြေးသွားတာလဲလို့ကြည့်နေတော့ခြုံတော့တဲ့ဝင်ပြေးပြီးပျောက်သွားတယ် ။ဒါနဲ့ပဲရှေ့ကိုဆက်လျှောက်လာပြီးစောစောကမိချောင်းလင်းနေတဲ့တက်တိုင်အောက်ကိုကြည့်လိုက်တော့စော့နေတဲ့အတန်လေးလည်းပြောက်အကောင်လေးလည်းတကောင်းမှမတွေ့ရတော့ဘူး။အဲ့တော့မှကျွန်တော်လည်းကြောရီချမ်းပြီးစက်သိန်းကြီးထသွားရတယ်။ဒီလိုချိန်ဒီလိုနေရာမျိုးမှာခလေးရွယ်လူပူလေးတွေအော်ခစ်စော့ကစားနေကြတာတကယ်လူတွေမဖြစ်နိုင်ဘူးလို့ယူဆမိလိုက်တယ်။ကျွန်တော်စိတ်ထဲမှာကြောက်စိတ်ဝင်နေပေမဲ့လာခဲ့တဲ့အနောက်ဘက်ကိုအမှတ်တမဲ့လက်ကြည့်လိုက်တော့ သုံးလေးယောက်ပြေးစော်နေတာကိုလမ်းမြင်နေရတယ်။ PDR လောက်အကွာမှာပေါ့။အတန်နေတော့မကြားရတော့ဘူး။ကျွန်တော်တို့ကိုရက်ကြည့်နေတော့နောက်ဘက်ကအခြေတန်းလိုလို ကြားတာနဲ့ဖြက်ခင်းလှည့်ကြည့်လိုက်တော့အဲ့လိုပဲ PDR လောက်အကွာဝေးမှာသုံးလေးယောက်ပြေးစော်နေတာကိုတွေ့ရပြန်တယ်။ကျွန်တော်ဖုန်းကြီးဘွားတို့ကအလွတ်ရလာတဲ့ဂုံတော်ပရိတ်တော်တွေတောင်ရွှေဖို့တတိမရတော့ဘူး။နောက်ပြန်လှည့်ရအောင်ကလည်းမဖြစ် တာဝန်ကလည်းရှိသေးမထူပါဘူးဆိုပြီးရှေ့ဆက်လျှောက်လာတော့ရှေ့ကကောင်းကလေးတွေလမ်းဘေးကခြုံနေတဲ့ကိုဝင်ပြေးပြီးပျောက်ကုန်တော့တာပဲကျွန်တော်လည်းကြောက်ကြောက်နဲ့တုတ်ချလာလိုက်တာအမှတ်၈ဂိတ်ကိုရောက်လာတယ်။အဲဒီမှာကျွန်တော်တို့ဖွဲ့ရပြင် အခြားလုံခြုံရေးအဖွဲ့တွေလည်းရှိနေတယ်ဆိုတာသိလိုက်တယ်။ဒါပေမဲ့လည်းဂျာဘက်ချန်ကလောင်ကန်ဖြူဖြူကြီးတွေဘက်ကိုအမှတ်မထင်လှည့်ကြည့်လိုက်တော့ကျွန်တော်ခေါင်းကကြီးသွားသလိုခံစားလိုက်ရတယ်။ လူမကြီးတယောက်စောင်းကြောင်ကြီးထိုင်လို့ကျွန်တော်ဘက်ကိုဝင်းလက်နေတဲ့မျက်လုံးကြီးတွေနဲ့ချိန်နေတယ်။ကျွန်တော်လည်းကြောက်ကြောက်နဲ့ဖြစ်ချင်အားဖြစ်ဆိုပြီးလက်ထဲကတေးကွားနဲ့ဖြစ်ထဲလိုက်တယ်။အဲ့ဒီမဲမဲကောင်ကြီးကအတောင်နှစ်ဖက်ကိုတစ်ဖြန်းပြန်းမြင်အောင်ခပ်ပြီးထပြန်သွားတယ်။အဲ့တော့မှလူမဟုတ်ပါလားအတော်ကြီးတဲ့ညာငက်ကြီးတကောင်မလားဆိုတာကိုသဘောပေါက်သွားတယ်။တေးကွားနဲ့ဒါမပြစ်လိုက်ရင်ကျွန်တော်တော့တေးရဲ၆ခံရပြီလို့ထင်သွားမှာပဲ။ ။အဲ့ဒါနဲ့ကျွန်တော်လဲရှစ်ဂိတ်ကိုတုတ်ချလာလိုက်တာအဲ့ဒီရောက်တော့မောရောင်နေတယ်။ကဲကိုစံဝင် အခုလဲခမရပြောနေတာမောရောင်နေပြီမဟုတ်လား။ကိုစံဝင်လဲသူ့တွေ့ကြုံကိုအာရပါရပြောပြီးအမောပြေပြီးရဲ့နော်။လူတော့လူပဲဗျ။ဒါပေမဲ့လဲခလေးရွယ်တော့ပဲရှိရင်။လူတန်တိတ်ဆိတ်ပြီးဒီလောက်ညံ့နေတဲ့အချိန်မှာစော့နေကြတာဆိုတော့ဖြူးစစ်တော်မဖြစ်နိုင်ဘူး။ဆရာရောဘလို့ထင်လဲ။ တိတ်ပံပညာနဲ့ဆုံးဖြတ်ရခဲ့တဲ့ပရလောကကသတ္တဝါတွေလို့ကျွန်တော်တို့မြင်တာပဲဗျာ32ပုံထဲမှာလူနဲ့မတူတဲ့သတ္တဝါတွေလို့ပဲအချမ်းမြင့်မှတ်ထားလိုက်ပါဗျာခမရကဘုံကြီးဝတ်ဖူးတာပဲကျွန်တော်ထပ်ပိုနားလဲမှာပေါ့ဘုံကြီးဝတ်တုံးကအဲ့ဒါမျိုးကိုစာထဲမှာသာဖတ်ဘူးတာခုတော့ကိုတွေ့ဆိုတော့ထူးဆန်းနေတာပေါ့ဗျာကျွန်တော်ကိုတွေကဆရာအတွက်စာတပုတ်မရနိုင်ဘူးလားကဲအခုလက်ဖက်ရဲ့အချိုတော့ဆန္ဒပါရင်လဲထပ်တိုက်ပါဦးမယ်ဗျာ ဇလန်လေးကတော့အိန္ဒိယမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူမောင်မြမားပုဂ္ဂလိကိုလည်းခရဝပြုကျေးဇူးတင်ရှိအပ်တယ်လို့ဇလန်လေးကိုပြီးဆုံးပြီးသည့်နားဆင်ပေးသူအပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ